နေပြည်တော်နဲ့ရန်ကုန်မြို့တော်ခမ်းမမအကြံဖက်စစ်တပ်ထောက်ခံဘွဲနဲ့ MNDAA စန့်ကျင်ဘွဲပြုလုပ်ဖို့နေဇာကရတဲ့စစ်တပ်ထောက်ခံတဲ့သူတွေမပတာနဲ့အမျိုးသားရေးအစွန်းရောက်တွေဟာဒီကနေ့မနက်ပိုင်းကစပြီးစတင်စုဝေးနေပြန်တယ်လို့ရန်ကုန်နဲ့နေပြည်တော်မြို့ကန်တွေကရန်ကုန်ခစ်တက်ကိုပြောပါတယ်ဒီကနေ့ဩဂုတ်6ရက်နေ့မှာအကြံဖက်စစ်ကောင်စီက MNDAA စန့်ကျင်ဆန္ဒပြပွဲတွေပြုလုပ်ဖို့ညွန်ကြားချက်ကိုထုတ်ပြန်ခဲ့ပြီးအဲ့ဒီဆန္ဒပြပွဲအတွက်လိုအပ်တဲ့တည်ယူပို့ဆောင်ရေးရင်တွေကိုပါစီစဉ်ပေးဖို့အပြင် ရေတံဘူးနဲ့ထမင်းဘူးတွေပါစီစဉ်ပေးဖို့တပ်ဆိုင်ရာတိုင်းနယ်ပြည်နယ်တွေကိုစစ်ကောင်စီကညွန်ကြားထားတယ်လို့လဲစစ်တပ်သတင်းရင်းမြစ်ကပြောထားပါလေဒီကနေ့မနက်9:00နာရီလောက်ကစပြီးရောင်မြို့တော်ခမ်းမရှိမှာနေစားကရတဲ့စစ်တပ်ထောက်ခံတဲ့သူတွေမပတာတွေနဲ့အမျိုးသားကြီးအစုံရောက်တွေက MDA စန့်ကျင်တဲ့စိုင်းဘုတ်တွေကင်ပြီးလာရောက်စုဝေးနေကြပြန်တယ်လို့ရောင်မြို့နယ်ပြည်သူတို့ကပြောထားပါလေဒါပြင်တစ်ဖက်ကနေပြည်တော်မြို့တော်ခမ်းမရှိမှာလဲ MDA စန့်ကျင်ရှုံချပွဲအတွက်ဆိုပြီး နေစားကရတဲ့စစ်တပ်ထောက်ခံတဲ့သူတွေကဒီကနေ့မနက်10နာရီလောက်ကစပြီးလာရောက်စုဝေးနေကြပြက်သလိုစစ်တပ် lobby တွေနဲ့အမျိုးသားရေးအစိုးရတွေဖြစ်တဲ့နောင်တော်လေးဆိုသူတို့ဇော်ဘိုးဟင်းဆိုသူတို့ကဟောပြောပွဲတွေပါလုပ်မယ်ဆိုပြီးတော့လည်းတိရပါသေးတယ်ခင်ဗျတဖက်မှာတော့လာရှုံမျိုးကဂဒင်တရားစစ်တပ်စေယုံကို MNDA တဖက်ကတတ်ခိုက်မှုမရှိပဲစစ်တပ်ကလေကြောင်းကနေဘုံကျဲတတ်ခတ်ခဲ့တာဖြစ်တယ်လို့စစ်တပ်ဆရာဝန်တွေကဝန်ခံထွက်ဆိုထားပြီး MNDAA တပ်တွေက ဆေးဥမရှိတဲ့ဒဏ်ရာရစစ်သားတွေစစ်သားမိသားစုတွေအပြင်ဆရာဝန်တွေရော့တူနာပြုတွေအကုန်လုံးကိုပါကောင်းကောင်းမွန်မွန်ရွှေ့ပြောင်းပေးခဲ့တယ်လို့စစ်တပ်အယိုးအထုကပါရဂူဆရာဝန်ကဝန်ခံထွက်ဆိုထားပါတယ်အဲ့ဒီအယိုးအထုကဆရာဝန်ကလာရှုံမျိုးအမှတ်9တမရဂရင်တရားဆေးဥမစစ်ပွဲကာလအတွင်းနောက်ဆုံးအချိန်ထိတာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်ပြီး MNDA တပ်ဖွဲ့ဝင်တွေဝင်ရောက်လာတဲ့အချိန်မှာဆေးဥကိုပြစ်ခတ်တာတွေလုံးဝမလုပ်ဘဲဆေးဥကလူနာတွေစစ်သားတွေစစ်သားမိသားစုတွေအပြင် ဆရာဝန်တွေရောသူနာပြုတွေကိုပါဘေးလို့ရနေရာကိုကောင်းကောင်းမွန်မွန်ပဲဝိုင်းဝန်းကူညီရွှေပြောင်းပေးခဲ့တဲ့အတွက်သူ့အနေနဲ့လုံးဝမထင်ထားဘူးလို့စစ်တပ်အယိုးအထုတ်ကူပါရဂူဆရာဝန်ကပြောထားပါတယ်။တိုက်ပွဲဖြစ်နေတဲ့အချိန်ဆေးရုံကိုလေကြောင်းတိုက်ခိုက်မှုတွေမလုပ်ဖို့ချက်ချင်းဤတစိ့တွေနဲ့ပါအတိပေးခဲ့ပေမယ်။အောက်လ၃ရက်နေမှာဆေးရုံနဲ့ဘုံတလုံးကြောက်ရောက်ပောက်ကွဲခဲ့တဲ့အကြောင်းကိုလည်းပြောထားပြီး MNDA တပ်ဖွဲ့တွေကဆေးရုံကိုရောက်လာတဲ့အချိန်မှာတော့ဘာပစ်ခတ်မှုမှမရှိပဲဒဏ်ရာရတဲ့စစ်သားတွေပါမကြမ်း ဆေးရုံကလူနာတွေရောကလေးလူကြီးဆရာဝန်တူနာပြုအကုန်လုံးကိုထမ်းတယ်ထုတ်ပေးတဲ့အထိလုပ်ပေးခဲ့ကြပြီနေ့စလုံကျုံရနေရာကိုကားတွေနဲ့ပါကယ်ထုတ်ပေးခဲ့ကြတယ်လို့အဲ့ဒီအယိုးထုကူပါကူဆရာဝန်ကိုယ်တိုင်ပြောပြထားပါတယ်အဲ့ဒီနော်လုံကျုံစိတ်ချရတဲ့နေရာရောက်တဲ့အချိန်မှာလေ MNDAA တပ်ဖွဲ့တွေကလူနာတွေအတွက်လိုအပ်တဲ့စေဝါတွေအပြင်အစားအသောက်ဝတ်အစားအသုံးဆောင်တွေကိုပါပံ့ပိုးကူညီပေးခဲ့တဲ့အတွက်လုံးဝမမျှော်လင့်ထားတဲ့ MNDAA တပ်မတော်ရဲ့ စစ်ပွဲကာလတဲမှာတော့ညတာထောက်တာပံပိုးကူညီမှုတွေကြောင့် MNDA တပ်မတော်ကိုအထူးပဲကျေးဇူးတင်ပါတယ်လို့လေအဲ့ဒီစစ်တပ်အယိုးအထုကပါလဂူဆီယဝင်းကဝန်ခံပြောဆိုတော်ပါတယ်အချမ်းဘတ်စစ်ကောင်စီကတော့လာရှိုတပ်မတော်ဆေးရုံမှာလူနာတွေနဲ့ဆီယဝင်းတွေတူနာပြုတွေကို MNDA ကပြစ်သက်ခဲ့တယ်ဆိုပြီးမဟုတ်မမှန်လိမ့်လေဆဆွဲပြီးတော့တနိုင်ငံလုံးဆန္ဒပြပွဲတွေလုပ်ဖို့ကအမိန်ပေးညွှန်ကြားထားသေးတယ်လို့သိရပါတယ်ခင်ဗျတစ်ဆက်ထဲမှာပဲ လာရှုံမြို့မှာဆိုင်ကယ်နဲ့ပစ္စည်းခိုးယူသူ၃ဦးကို MNDAA အထူးရဲတပ်ဖွဲ့ကဖမ်းဆီးပြီးပိုင်ရှင်စီကိုဆိုင်ကယ်ပြတ်အပ်ပေးခဲ့တယ်လို့ MNDAA ကသတင်းထုတ်ပြန်ထားပါတယ်။အော်ကလာနေရနေကပဲလာရှုံမြို့မှာဆိုင်ကယ်နှစ်စီးအပါဝဲပစ္စည်းခိုးယူသူ၃ဦးကိုသတင်းရတဲ့အတွက် MNDAA အထူးရဲတပ်ဖွဲ့ကတွားရောက်ဖမ်းဆီးပေးခဲ့တယ်ဆိုပါတယ်။အဲ့ဒီနောက်ပစ္စည်းခိုးယူသူ၃ဦးစီကနေဆိုင်ကယ်နှစ်စီးဖုန်း၆လုံးအပါဝဲအခြားအိမ်သုံးပစ္စည်းလေးတွေကိုပါတင်စီရရှိခဲ့ပြီးတယ်နော်။ MNDA အထူးရက်တက်ဖွဲ့ကစံကယ်နှစ်စီးကိုပိုင်ရှင်တွေလက်ထက်ပြန်အပ်ပေးခဲ့တယ်လို့ဓာတ်ပုံတွေနဲ့တကွထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော့ MNDA ဦးဆောင်တဲ့မဟာမိတ်ပူပေါင်းတပ်တွေကလာရှုံမြို့ကိုသိမ်းပိုက်ပြီးတဲ့နောက် MNDA အထူးရက်တက်ဖွဲ့ကလည်းလာရှုံမြို့ထဲမှာလုံခြုံရေးကင်းလက်ဓာတ်တွေပြန်လည်ထူထောင်ရေးအတွက်လှုပ်ဆောင်နေတာတွေအပါအဝင်အုပ်ချုပ်ရေးရန်ညားတွေကိုပါစတင်နေပြီဖြစ်တယ်လို့လည်းတရားဝင်ထုတ်ပြန်ကြေညာထားပါသေးတယ်ခင်ဗျ။အခုတကချင်းပြည်နယ်ဘက်မှာတော့ တန်လန်မြို့ကအချက်ဖက်စစ်ကောင်စီရဲ့မြို့ဆောင်တက်ခလာရ169စကန်ဂုံကိုချင်းတော်လိုင်းတပ်ဖြတ်က အပိတ်တိမ့်ပိုက်ပြီးတဲ့နောက်မှာပဲလက်နက်ခဲယံအမြောက်များကိုတင်းစီရရှိထားတယ်လို့စီရက်တန်လန်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တိုက်ကိုပြောပါတယ်အဲ့ဒီအချက်ဖက်စစ်ကောင်စီရဲ့ချင်းပြီးတဲ့တန်လန်မြို့ဆောင်တက်ခလာရ169စကန်ဂုံကို ချင်းတော်လိုင်းပူပေါင်းတပ်ဖြတ်ကဩဂလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲအပိတ်တိမ့်ပိုက်လိုက်တာဖြစ်ပြီးအဲ့ဒီတိုက်ပွဲတွင်စစ်ကောင်စီဘက်ကသေတဲ့သူတွေလည်းတော်တော်များသလိုတချို့စစ်သားတွေကတော့ မြို့ထဲက yes scan နဲ့ CB ban ရှိတဲ့နေရာတွေကိုထွက်ပြေးသွားကြတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့အဲ့ဒီအချမ်းဖက်စကောင်စီရဲ့ထဏနမျိုးဆောင်တက်စကန်ဂုံးကနေလက်နက်ခဲယံအမြောက်အများကိုချင်းတော်လိုင်းရေးပူပေါင်းတက်တွေကတင်စီရရှိထားပြီးထဏနမျိုးထဲကအချမ်းဖက်စကောင်စီရဲ့လက်ကျန်စကန်ငယ်တွေနဲ့စစ်ကောင်စီတပ်သားတွေကိုရှင်းလင်းပြီးရင်တော့ထဏနမျိုးကိုအပိတသိမ့်ပိုက်နိုင်တော့မှဖြစ်တယ်လို့လဲစီတက်ထဏနရဲ့တာဝန်ရှိသူတို့ကပြောထားပါသေးတယ်ခင်ဗျ။ဒီတခါမကွေးတိုင်းဘက်မှာတော့ ညံမြို့နယ်ကချမ်ဖတ်စစ်ကောင်စီရဲ့ကိုင်းတော်မှရေကင်းစခန်းနဲ့ရေစက်ဆောင်စစ်သားတွေကိုတော်လန်ရေးတပ်တွေကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်မှုအတွေ့စေကောင်စီတပ်သား၃တပ်မနေဟာအသီးသီးသိမ်ကုန်ကြပြန်ပြီ။ KN တချို့ကလည်းတင်းစီရရှိခဲ့တယ်လို့အကွက် PD ရဲ့တာဝန်ခံရဲဘော်အရှိကြီးကရန်ကုန်ခေတ္တကိုပြောပါတယ်။အော်ဂလ၃ရက်နေ့ကပဲမကွေးတိုင်းညံမြို့နယ်ကချမ်ဖတ်စစ်ကောင်စီရဲ့ကိုင်းတော်မှရေကင်းစခန်းနဲ့ရေစက်ဆောင်စစ်သားတွေကိုတော်လန်ရေးတပ်တွေကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ရမှာစခန်းတချို့ကပါတင်းပိုက်နိုင်ခဲ့တယ်ဆိုပါတယ်။ အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စေကောင်းစီတတသုံးချက်မနေကတော့အသေးသေးသိကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်များသွားသလိုတဖက်ကပီတဲ့ရဲဘော်နှစ်ဦးလည်းစစ်တပ်ကလေရင်နဲ့လာပစ်နေတဲ့ကြားကပဲစခန်းမသိမ့်ပိုက်မီတက်လုံးတဲ့အချိန်မှာမြင့်မြတ်စွာအသက်ပေးလူသွားခဲ့ရပြီတချို့စခန်းတွေကတိမ့်ပိုက်ရရှိခဲ့တဲ့အပြင်ခဲရန်တချို့ကလည်းတိမ့်စီရရှိထားတယ်လို့အကွက်ပီတဲ့တာဝန်ခံရဲဘော်အရှိကြီးကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ ရခိုင်မင်းရဲ့စစ်တွေမြို့မှာအကြမ်းဖက်စစ်ကောင်စီတပ်ကအယက်သားပြည်သူတွေကိုရန်ကဖမ်းဆီးနှိမ်မှနှိပ်စက်နေပြီးဖမ်းဆီးခံရတဲ့သူအယက်သားပြည်သူအရေတွက်ဟာအယောက်တထောင်ကျော်လာပြီဖြစ်တယ်လို့စစ်တွေဒေသခံပြည်သူတွေကပြောကြပါလေ။အခုလ၄ရက်နေ့ညကဆိုရင်စစ်တွေမြို့မင်းငယ်ရက်ွက်တွေနဲ့မြို့တဲ့ရက်ွက်တွေကအယက်သားပြည်သူအယောက်50ကျော်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအကြောင်းပြချက်မျိုးစုံနဲ့မတရားဖမ်းဆီးသွားတယ်ဆိုပါလေ။လက်ရှိစစ်တွေမြို့မှာရှိတဲ့ပြည်သူတွေဟာမြို့ကနေထွက်ချင်းနေကြပြီမဲ့စစ်ကောင်စီကလုံးဝပြေးမထွက်တော့ပဲ ဂိတ်တွေကနေပိတ်ထားလိုက်ပြီမြို့ထဲမှာပြည်သူတွေကိုဖမ်းကျင်တယ်လို့ဖမ်းနေတာကိုခံနေရတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်ပြီးခဲ့တဲ့မေလနဲ့ဇွန်လမှာတင်စစ်တွေမြို့မှာရတပ်ပြည်သူအယောက်900ထက်မနည်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဖမ်းဆီးထားပြီဇွန်လနဲ့အခုအောက်ဂုလမှာလည်းရတပ်ပြည်သူတွေကိုအကြမ်းဖက်ဖမ်းဆီးမှုတွေတောက်လျှောက်လုပ်နေတဲ့အတွက်စစ်ကောင်စီရဲ့ဖမ်းဆီးမှုကိုခံနေရတဲ့စစ်တွေမြို့ကပြည်သူတွေဟာအယောက်တထောင်ကျော်ရှိလာပြီဖြစ်တယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရအောင်ခစ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ချစ်စွတ်တင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ